ချက်ချီအခက်ခံလိုက်ရတဲ့ဂျယ်ရီအခန်းကိုဟာနီထွက်ပြေးသွားပြီတဲ့ကျွန်တော်တို့ကအလုတ်ဆင်းရန်ရေမိုးချိုးရပြင်ဆင်နေသည်ထိုချိန်တွင်မိန်ကလေးဘက်ကတရင်ကြလာခြင်းဖြစ်သည်ဒီတရင်ကအလုတ်ဆင်းကန်လေးချိန်တွင်ကိုရိုနာဗိုင်းရပ်စ်လို့ပြန်နေပြီဟာနီဆိုဒီကကျွန်တော်တို့နဲ့အတူအလုတ်ဆောင်ဝင်သည့်မြက်ပေါက်မင်းမင်း တရုတ်မှနေသူဒီကောင်မလေးဖြစ်သည်ဒီကောင်မလေးကအလုဆဝင်သည့်နေကလေးကစိတ်ဝင်စားမှုအလင်းမရှိပွဲသားကလိန်လေ၍တွင်းပေခဲ့ကြတော့လားပွဲသားကလိန်လေ၍တွင်းပေခဲ့ကြတွင်းပေခဲ့တော့ကြောင့်သာဘူးမသိဘာမသိရောက်လာခြင်းဖြစ်သည်စိတ်ကူးနဲ့လှထတ်တူမကြ၍ပြန်မီတကယ်ရဲ့လုံနေသည့်ချိန်ကများသည ်ရောရွေးထွက်ရမလားခိုးရွေးထွက်ရမလားတစ်ချိန်လုံးစဉ်းစားနေရတူသည်ရောရွေးထွက်မည်သူကြံစီဘူးသည်သို့တော်တေဝတိကရောကြီးငွေ၁သိန်းကျော်တောင်းသောကြောင့်ထွက်ပြေးခြင်းဖြစ်သည်ကျွန်တော်တို့ကဟန်နီကိုချီးကျူးနေကြသည်တတ်တိရှိသည်ဟုပြောမဆုံးဖြစ်နေကြသည်ဟန်နီထွက်ပြေးပုံကို CCTV ကနေတရုတ်ခေါင်းဆောင်က ပြန်ရေးချနေသည် ထွန်ညာကအကြောင်းပေါက်မှာခေါင်း၆တညာဖြစ်သည်တညာလုံး CCTV လိုက်ကြည့်ပေးရသည်ပြေပုံပြေးနီကအကွက်ကြကြစီစဉ်ထားသည်တန်ရှင်းတို့သည်မိမရဲ့နေတူတန်ရှင်းဝန်နိုင်အောင်ဆောင်၍ထွက်ပြေးခြင်းဖြစ်သည်အဆောင်တွေတယောက်မှမသိလိုက်ကြစည်းဝေးလုံးမယ် CCTV ကြည့်ပြီးပြန်လာရင်တရုတ်ခေါင်းဆောင်ကအေးကြီးတုတ်ပြစီးပေးခေါ်သည်သူ့လက်အောက်ကအလုသမားတယောက်ထွက်ပြေးသွားသောကြောင့်ခေါင်း600ကျော်အထက်လူကြီးကသူ့ကိုစူကြောင်းသူ့သဘောကောင်းသည့်ကြားကအခုလိုဖြစ်တာစိတ်မကောင်းကြောင်းပြဿနာအခက်ခဲရှိပါက သူ့ကိုပြောစီလိုကြောင်းစသည်စသည်သူ့ကိုတန်းစီပြောပြီးစီကန်းချက်အစ်စ်မြန်မြန်ဆန်ဆန်ထုတ်လိုက်သည် အလုတ်ချိန်ရောအလုတ်ချိန်ပြင်ပါပါဖုန်းမကင်ရနှစ်အရေးကြီးသည့်ကိစ္စများ ပြောစရာရှိမှသာယာယီကင်ဝင်ပေးမည်သုံးတနည်း7မိနစ်အိမ်နဲ့ဖုန်းပေးပြောမည်ကျောင်းပေါက်မှာကစပွဲထိပ်ကနေစီကောက်နေရွတ်ပြသည်ကျွန်တော်တို့ကစာရွက်ထဲလိုက်မမှတ်ပဲငူငူကြီးထိုင်နေကြသည် မှတ်စုရရန်မတိမရကျောင်းပေါ်မှာမှတ်စုလိုက်ရန်အော်ပြောနေသည်ကျွန်တော်တို့ကကျောင်းပေါ်မှာစကားနားမထောင်ဒီစည်းကမ်းချက်ထုတ်ရခြင်းအကြောင်းကဟန်နီထွက်ပြေးသွားခြင်းကြောင့်ဖြစ်သည်အပြင်းလုံနဲ့အဆက်အသွယ်လုပ်ပြီးထွက်ပြေးသောကြောင့်အဆက်အသွယ်မလုံးနိုင်စေရန်ဖုန်းသိမ်းမီယူစည်းကမ်းထုတ်လိုက်ခြင်းဖြစ်သည် ကျွန်တော်တို့အားလုံးလက်မခံနိုင် မကြေမနက်ဖြစ်နေကြသည်မိန်းကလေးတတိုင်လည်းတယောက်တော့စူညံပွက်လို့ရနေသည်တယောက်မှမျက်နှာမကောင်းကြကိုကျော်ဆန်းကထပြောသည်အဲ့ဒါကြီးမဟုတ်သေးဘူးငါတို့အလုတ်ချိန်မှာအလုတ်လုပ်တယ်ကွာအလုံးနဲ့မဆိုင်တဲ့ချိန်မှာတော့ငါတို့မှလည်းကိုကြီးကိုရာကိစ္စတွေရှိတယ် ကိုယ်မှာတနေ့ဘာဖြစ်မယ်ဆိုတာဘယ်သူမှမသိနိုင်ဘူးအများအားဆက်သွယ်လုပ်နေရတယ်အဲ့တော့ဖုန်းသိမ်းမယ်ဆိုတာကြီးကတော့ဘယ်လိုမှလက်မခံနိုင်ဘူးအဲ့ဒါပဲကိုကျော်ဆန်းကအကျိုးသိအကြောင်းသိရှင်းပြတော့လေတရုတ်ခေါင်းဆောင်ကလက်မခံကျောက်ပေါ်မှာကလည်းသိမ့်မိဒီခဲခဲလုပ်နေသည်ဟန်နီလုပ်သည့်ကိစ္စဟန်နီနဲ့သာဆိုင်သည်ကျွန်တော်နဲ့မဆိုင် အိမ်နေဆက်သွယ်မရလဲအမေကစိတ်ပူမိပြီကြောင်ကျွန်တော်သိသည်ဖုန်းသိမ်းရဘလို့မှမဖြစ်ဒီကိစ္စကိုတော့ပေါ်ပေါ်တန်တန်သဘောထားရမရကြောင်ကျွန်တော်တွေးထားသည်ကျွန်တော်တခုတော့ပြောလို့ရမလားကိုကျော်ကြီးကမျက်နာဒီပြထပြောသည်မျက်နှာဒီပြထပြောသည်ကျွန်တော်လည်းအားတက်သွားသည်ကိုကျော်ကြီးကအကျိုးသက်အကြောင်းသက်ပြောသည်နေရာတွင်ဆရာကြီးဖြစ်သည် ထို့ကြောင့်လည်းသူ့ကိုယုံခြင်းဖြစ်သည်ကျွန်တော်အားလုံးကိုကျော်ကြီးဘာပြောမလဲကိုစောင့်နေကြသည်ဒီကိစ္စနဲ့ပတ်သက်ပြီးကိုကျော်ဆန်းပြောတာကိုကျွန်တော်ထောက်ခံပါတယ်ကိုကျော်ကြီးကအတီးလိုလိုနောက်တလူလိုလုံနေပြန်သည်အချက်ကြကြပြောမိလားဟုမျှော်လင့်ထားသမျှရည်စုံမျောကုန်သည်လွတ်တော်ရဲဝင်ပြီးဟာတာပြောနေသေးဝင်ကြီးလိုပေါက်ပြက်ပြက်လှုပ်လိုက်တော့ကြောင့် ကိုကျော်ကြီးပေါ်အယုံကြည်နေသွားမိသည်သို့တော့ကိုကျော်ကြီးစကားကြောင့်အလုံးပြုံးစစ်စစ်ဖြစ်သွားပါသည်အစည်းဝေးရလိုက်သည် ဖုန်းကိစ္စဒီမာရင်ပြီးပြီကျွန်တော်တို့ကထင်းနေသည်သို့တော့မပြီးကျွန်တော်တို့အလုံးလုံးနေသည့်အချိန်တွင်ကြောက်ပေါက်မှာကအလုံးစင်းဖုန်းနေထားခဲ့ကြဟုပြောသည်အဲ့ဒီကိစ္စအစည်းအဝေးမှာကလေးကတခါတည်းပြောပြီးသားလေကွာ။ဘာယူထားရလဲ ူချိုဆန်းကကွန်ပျူတာနှိမ့်လန့်អော်သည်ကျွန်တော်ကဘေးကနေအေးလီထောက်ခံသည်အဲ့ဒါခမရတို့ဘက်ကပဲပြောပြတာကိုဒီမှာထက်ကတတိယလန့်ပြောတယ်မရဘူးသိရမယ်ကြောက်ပေါ့မွားကစကားကုန်ပြောသည်ပြီးပြီထင်သည်ကိစ္စကမပြီးပဲရှိနေသည်တွေစိတ်ညစ်ရပြန်သည် မင်းကလေးပဲချမ်းကကလမတယောက်ကလက်မခံကြောင် အော်ကြဲကြဲပြောပြသည်တခြားကောင်မလေးတွေကထပြောခြင်းမရှိငြိမ်၍သာထိုင်နေသည် ခင်ဝေကတော့တစ်ချက်တစ်ချက်ထပြောသည်ကြောက်ပေါက်မှနဲ့ကလမာတို့အခြေတင်ဖြစ်ကုန်ကြသည်တရုတ်ကောင်းဆောင်ကကွက်ကြည့်ကွက်ကြည့်လုံနေသည်ခဏလောက်ကြာတော့တရုတ်ကောင်းဆောင်ကကလမာကိုလက်ညှိုးထိုးပြောသည်နေမတရက်ကြောက်ပေါက်မှကလမာကိုထားခိုင်းသည် တလမကမျက်နှာသေးဖြင့်ထရက်သည်ဘာမှဆက်မပြောတော့အိုက်တိုင်းမိုးလင်းတဲ့ထီရက်နေကျောင်းပေါ်မှာစကားကြားလိုက်သည်နေကျွန်တော်တို့ကလှုပ်လှုပ်ရှားရှားဖြစ်သွားသည်တီယိုကောင်းဆောင်ကကလမကိုအပြစ်ပေးသည့်အနေဖြင့်မတ်တရရခိုင်းနာခြင်းဖြစ်သည်မိုးလင်းသည်ဆို9နာရီခန့်ကြာအောင်မီကိုကျော်ဆန်းကမနေနိုင်တော့ထပြောသည် လက်မခန္ဓာကအကုန်လုံးလက်မခန္ဓာကိုတယောက်တည်းအပြစ်ပေးခံရတယ်ဆိုတာမဟုတ်သေးဘူးသူရရင်ငါတို့လက်ရမယ်ကွာအီလိချကိုကျော်ဆန်းကကျွန်တော်ကိုအဖော်နေသည်ကျွန်တော်လည်းထားရသည် ထို့နောက်ခင်ဝေ ထို့နောက်အားလုံးထားကြသည်တေကိုကောင်းဆောင်ကမလုံတန်လဲကိုမျက်စိကလေးကလေးနဲ့မြည်သည်စကေပြန်မကအကျိုးအကြောင်းရှင်းပြသည် ကျူကောင်းဆောင်အချံအိုက်သာ၍အိုက်သွား၍အချံအိုက်သွား၍သူ့ထက်ကတယုတ်တယောက်ကိုလန့်ခေါ်သည်ပြတနာကကြီးကြဲကြီးလာသည်အလုတ်ခန်းတစ်ခုလုံးတွင်မြန်မာလူသား30အလုံးမလုံးပလဲမတ်တရရနေကြသည့်အတွက်ချူချာချာကြီးဖြစ်နေသည်ဖုန်းသိမ်းသည့်ကိစ္စကဒီလောက်ထိကြီးကြဲသွားလိမ့်မည်ဟုတယုတ်ကြီးတွေစဉ်းစားမိပုံမဟုတ်ဘော ကြုံမှုချင်းလည်းမရှိကုမ္ပဏီတစ်ခုလုံးတွင်ကျွန်တော်တို့ရောက်လာမှ မတ်တရားဆန္ဒပြသည်ကိုမြင်မှုသည်လားတရုတ်တွေအားလုံးကအလုံးမလုံးပဲဝမ်းကျင်နေသည်တရုတ်ကောင်းဆောင်ကလည်းမဖြစ်တာလေဘာလဲဟုတော့အကြည့်ဖြင့်ငေ့ကြည့်နေကြသည်စကေရီယမကတရုတ်ကောင်းဆောင်ဘာပြောမှမသိသည်ကိုရိပ်မိတော့ကြောင့်ကြားကဝင်ပြောသည် မဟုတ်လေဖုန်းသိမ့်နေဆိုတာကအလုံးတရွေးညီသိမ့်တာလေဟိုဘက်ကအလုံသမားတွေတရုတ်တွေလဲသိမ့်ခံရတာပဲအဲ့ဒါတော့အမှားလဲသိတယ်လူတန်းလက်ထဲတွင်ဖုန်းကင်ကြောင်ကျွန်တော်တို့မြင်ထားပြီးဖြစ်သည့်အတွက်စကပြန်မစကားကို လက်မခံနိုင်ကြဒီစကားကပြဿနာငိမ့်စရာငိမ့်စီရင်ဝင်းဖြန်ပြေးသည့်စကားမှကျွန်တော်နားလည်ပါသည် ို့တော့ဇနီးမြမမိတို့ပင်နာချကြကျွန်တော်တို့ကလည်းပွဲသိမ့်လက်သီးထိုးမိသည်လားအရှုံးမပေးသည်အဲ့ဒါသူတို့ဘိုင်းလေသူတို့လက်ခံတော့တိတ်နာတိတ်ဖို့ကျို့တို့ကလက်မခံဘူးရှင်းရှင်းလေးအဲ့တော့ဖုန်းသိမ့်မယ်ဆိုရင်ဘာလို့မှမလုပ်တော့ဘူးဒီတိုင်းမရနေလိုက်မယ်ကိုကျော်ကြီးကဝန်ထောက်လိုက်သည် တူခေါင်းဆောင်အကြံအိုက်နေပြီ။ဘာလို့ပေးတယ်လဲစဉ်းစားနေပုံပေါ်သည်။ထိုစဉ်မျက်မှန်တတ်ထားသည့်တူတတိပေါက်ချလာသည်။ဝူယူဝါဒဝင်ပြောသည်။ကျွန်တော်နားမနေကြ။ငားမနေလောက်ပြောပြီးဒေါနဲ့မောနဲ့ပြန်သွားသည်။ထို့နောက်ဆန္ဒပြခြင်းလုပ်ငန်းတက်ခန့်ရသွားသည်။ဖုန်းကိစ္စကိုတော့ဖြေလျှော့ပေးသည်။အလုတ်စင်းစင်းချင်း တဏှာပြီးကြိုင်မှုပဲဖြစ်သည်ကျွန်တော်တို့အားလုံးလက်ခံလိုက်ကြသည်အကြောင်းမဲ့တော့မဟုတ်အလုပ်အတွက်ပေးထားသည့် iPhone နှလုံးလက်ထဲရှိနေတော့ကြောင်ဖြစ်သည်ကို iPhone သိမ့်လင်တော့ iPhone နဲ့တုံးလို့ရလေသည်ထို့ကြောင့်ကြီးသည့်အမှုငေအောင်လုပ်လိုက်ခြင်းဖြစ်သည်သို့သောဒီဥတ္တိကကျွန်တော်တို့မြန်မာအဖွဲ့ကိုသိမ့်မကြည့်ကြတော့ဘူး ကျွန်တော်တို့ကလည်းတရုတ်တွေကိုသိမကြည့်ကြမြန်မာတွေဟာတော်တော်ကောင်းမာပါကလားဟုတရုတ်လူမျိုးတွေယွန်သွားပုံနဲ့ရသည်ကျွန်တော်တို့ကတော့ကိုယ့်လူရဲ့ဘောကျေနပ်မှုရှိနေကြသည်ဤကအလုံးစင်းသည့်ရက်တို့လေးတွင်ကျွန်တော်တို့ဤတိုက်ပွဲအဆနိဒမ်းမဖြစ်ပါသည်